ကဲအားလုံးပဲမင်္ဂလာပါခဏနေကိုရိုနာကြီးခွဲကြရင်ကျွန်တော်တို့အာဆင်နယ်အသင်းကဒါအင်ဂွင်အမရစ်မှာဒါလန်ဒန်ကလပ်ဖြစ်တဲ့ Brentford အသင်းကိုဒါလက်ခံစားမှာပဲဖြစ်ပါတယ်ဒါဒီဇင်ဘာစပြီဆိုတော့အာဆင်နယ်ကဒီဒီဇင်ဘာလမှာရှစ်ပွဲတိတိကစားရမယ်။တန်ခေါင်းနာကအသင်းကြီးတွေနဲ့တခုမှမကစားရပဲနဲ့အသင်းအလယ်လက်ကစားမှာအသင်းနေနဲ့ပဲတကစားမှာတစ်ချက်တော့ကြောင်းဒါဒါပွဲချက်ပွဲတွေများပြီမယ်လေပွဲမချက်ဘူးပဲဆိုရမှာပါ။ဒါပွဲချက်ကမယ်လို့ဆိုရမယ်ပွဲတွေဆိုရင်ဒါ အရဘကံမဲ့ဒါအစုံသေးလာရဲ့အဝေးကွင်းပွဲရဲ့ပြီးတော့ဟို EFL ကတော့ဖိုင်တယ်ပေါ့နော်ဒါကျက်ဆက်ပတ်လည်နေကွင်းပွဲရဲ့တော့ပဲဒါကုတ်ကဆိုပြသမှာဒီမှာလည်း channel ပွဲကြီးကတော့ဒါရှိရဲ့လူစရင်းနဲ့အာပစ်တာနည်းနည်းလေးဒါလူစရင်းတွေကိုဝယ်စင်ပေါ်လိုက်ပြီးတော့ဒါပွဲထုတ်မှုမှာတန်သွားခဲ့ရင် AC နိုင်ရတဲ့ပွဲလေးလိုပဲမြင်နေတာဒီနေ့ပွဲအပါဝင်ပေါ့နော်ဒါ brand force ဆိုတာတော်တော်လေးကောင်းတဲ့အတဲဒါပေမဲ့လည်းသူတို့ရဲ့အဝေးကွင်း reset တွေက ပြစ်ပြီးတော့မကောင်းတာဖြစ်တဲ့အတွက်အာတီတာတို့တအုပ်စုတော့ဒါအင်ဂရီအမေရီမှာဒါဘရန်ဖို့ကိုဒီခွင့်ကြောင်းယူပြီးတော့အနိုင်ယူသွားနိုင်မယ်လို့ပဲညွှန်ထားပါတယ်ဒါဆမီပါကာပီရဲ့မပါပေမဲ့လည်းဒါကပိုင်းတို့ ဒါမော်စကွာလို့နဲ့ပဲဒါခန်းစစ်ကိုဒါ PC ထိန်းသွားနိုင်မယ်လို့မြင်မိတယ်ပြီးတော့နောက်တစ်ခုကခြေတန်းမှာဆိုရင်ဒါ Your Crest ဆို Easy Martinelli Madu AK ပြီး Jesus အများကြီးပဲရှိတယ်ဒီလူတွေနဲ့လှည့်လည်ကစားပြီးတော့ Arsenal AE စစ်စစ်ဒါအနိုင်ကိုဖျက်ချော်သွားနိုင်မယ်လို့ပဲကျွန်တော်လည်းမိပါတယ်အဲ့တော့ဒီနေ့ညဒီမှာတော့ခရနိုင်ခွဲဒါရန်ကုန်မှာဆိုရင်ဒါနှစ်နိုင်ဖြစ်မှာထင်တယ်အဲ့တော့ဒီနေ့ညကိုဒါအေးပြက်ခံပြီးတော့ကျွန်တော်အမခင်ကြီးကိုမော်မော်လေးစောင့်ကြည့်နေတယ်ပဲအားလုံးပဲခမော်ကြီးကျန်းတာပါ